ဒီခါမှာတော့ရှေ့ရဗီဒီယို အပိုင်းလေးမှာပြောပြခဲ့တဲ့ဒုတိယ provide ကိုဖုံးဖို့အတွက်တရက်အရန်ချောက်တယ်လို့နာမည်ကြီးလို့လို့လူတယောက်မှမနေရတဲ့မြို့စွန်ကပိတ်ထားတဲ့အင်ဂျီအဲ့ဒီနေရာကိုတွားရမယ်။ဘာတွေဆက်ဖြစ်မှာလဲ အဲ့ဒီအင်ဂျီရရောဘယ်လိုကြောင်းမဖွယ်ရတွေကအတင်းဆောင်ကြုံနေမလဲဒုတိယပရပိုက်မှာပါတဲ့အကြောင်းအရာတွေကရောဘယ်လိုအကြောင်းအရာတွေဖြစ်မလဲဆိုတာအခုပြီးတော့မှပြောပြသွားမှာဖြစ်ပါတယ်။ဘာတွေဆက်ဖြစ်မလဲဆိုတာကြောက်ကြည့်လိုက်ရအောင်။ရုပ်ရှင်တွေဘာတွေထဲမှာတော့တရေ6တော့အိမ်ဆိုဒီမှာ ပြင်းတော်အိမ်နှစ်ထပ်အိမ်မဲမဲကြီးကိုရိုက်ပြလေးရှိပါတယ်။ယခုဒီအိမ်ကြီးကတော့တိုက်ခိုက်အိမ်ကြီးပါပဲ။သူတို့အိမ်ထဲဝင်လိုက်ပြီးနဲ့အေးစိတ်နာတော့အာယုံခံစားမှုကစိတ်ကြုံနေလေသည်ဒေးတိုက်လို့အေးရမျိုးမဟုတ်ရင်းနဲ့အသေးသေးကနေစိတ်မြောင်အေးရမျိုးဖြစ်လေသည်ညနေမှောင်စားပြိုးချိန်မှုအလင်းရောင်ကမရှိရှိနေသည်တကယ်တော့နောင်ချိုးတို့နှစ်ယောက်သားအဲ့ဒီအိမ်ကိုခိုးဝင်နေကြခြင်းဖြစ်လေသည် ။အရဲ၆တော့အိမ်မို့ဘသူမှမနေတော့လဲ။ဒီအိမ်ရှိကခြံဝင်းကြီးမှာတော့ခတ်သားကြီးမဟုတ်လား။ခြံဝင်းတကားကိုကြော်ကနှစ်ယောက်သားအိမ်ကြီးစီလာခဲ့သည်။အိုဟိုဒီဒီကြီးတော့လူရိပ်လူချင်းမတွေ့ခတ်တုတ်တုတ်နှစ်ယောက်သားလျှောက်လာခဲ့ကြလေသည်။နေဟိုနေ့ကပရမိုက်ပထမဆောင်ရွက်မှာပါတဲ့နီလန်းတွေကိုတွက်ကြည့်သေးလားအင်ဘိုးဘာတွေ့လဲဘာပူဇာပတ်ချလာမင်းတို့ရဲ့မေယုံပုံစံလေး အခုကမျက်နှာပြည့်ရဲ့အစာပိုင်းပေါင်လေးလို့သာရှိသေးတာဟဲ့နောက်ပိုင်းထဲရလာမယ်ညီကိုပြောရဦးမနင်းပါလို့ဒါကိုတလောက်စိတ်ဝင်စားထပ်တန်နေရတာလဲဟဲ့ကိုခုစားပါဆုံးမတူကဘလို့ရိုးရင်နူလဲဆိုရာအင်္ဂလိပ်အတီချင်တာဗောမင်္ဂလိပ်တမဟုတ်ပါဘူးတော့ထားလေးလဲတီချင်တာပဲငါတော့မတီချင်ပါဘူးဟာဒါဗောနေမှာပါတဲမဲ့ဒီမှာမရှိရငါတော့ ိမ်မင်းသာမြားလို့ပြီးကျင်နေမချိတ်တဲ့သူတွေကဘတူဗီဒီယိုကခုစားပဲဖြစ်မလို့ဆိုတော့လေအခုဟိုနေရတဲ့ကြည့်လို့မေးရပုံစံဒီလာတာမချိတ်နေတဲ့သူအများကြီးကြီးကတော်တော်များများဖက်ထုတ်လိုက်ရပြီအခုဘယ်နှယောက်ကြံသေးတော့နှယောက်တို့ကြံသေးတယ်အခုရလာရင်မေယုပုံစံကြည့်ရတာ39ရုပ်ထက်ကတရားရုပ်ရှင်ပါပဲ ဘသူတွေတော့ဝင်းလုံးဦးရေဆမ်မောအောင်ရေ now သို့သူရာအောင်စုပြီးတော့ခူမမောင်အေးအဲ့ဒီမမောင်အေးသို့သူကကျန်သူချုပ်တယ်နောင်ချူဆက်ပြောတော့လဲမပြောဖြစ်တော့ဟိုအင်ကြီးတဲ့ရောက်လာပြီးအေးစိတ်နေတော့အာယုံခံစားမှုက စီကျူလိုက်တဲ့ဖြင့်စကားပြတ်သွားခဲ့လေသည် အပြင်းတွင် အလင်းရောင်ရှိတန်တလို့ရှိတတ်တော်လဲအိမ်ထဲမှာတော့အမောင်မိုက်နေလေသည် ဂျိုးစာမေကအသိဉာဏ်လာသောဖျောင်းနိုင်ခတ်တုတ်တုတ်နှစ်တိုင်ကိုထုတ်ကားဧကန်ဤအစွန်းနှစ်ဖက်စီတနေရာစီတွားရောက်ခွန်းနေသည်နင်းကလည်းဖျောင်းနိုင်ကနှစ်တိုင်မဲ့ပါရလားပါပါသေးတယ်ဟာခင်းရတယ်လို့ပါရင်လေထွန်းစမ်းမှာဟာလင်းလင်းထင်းထင်းမြင်ရဘူးဇာမီကအေကန်းနဲ့ဖျောင်းနိုင်နေထထွင်းအေးအနောက်ဖက်အေကန်းပြင်ကိုတတိုင်းတော့ထွင်းရသည်သို့တော်ဖျောင်းနိုင်မီမှာအင်ကြီးဤနေရာရှိသည်မြအလင်းရောင်ရောက်အောင်မစွမ်းနိုင်သည်မို့ အမောင်ရှုံမှုနေတဲ့နေရာများကြံရှိနေပါသည်စိတ်ထင်ရွေးပဲလားမသိအမောင်တနေရာမှမျက်လုံးလို့ကသူတို့အားစောင့်ကြည့်နေသလိုလို စိတ်မလွန်အောင်ဖြစ်မိသည်နောင်ချို့မှာအမောင်ကြနေတဲ့နေရာများပင်စိတ်စီမကြည်ရဲသလို ဖြစ်နေမိ၏သူတို့အားအမောင်ရိတ်ထဲမှတစုံတရာကစောင့်ကြည့်နေသလိုလိုခံစားချက်ကိုဘလို့မှဖျောက်ရမရကဲအခုတို့ကဘာလုပ်ကြရမှာလဲဖရဘာရဲ့ဖူဒီယလာကိုဖုန်ဖိုင်ရမလား ဒါပဲလားဟိုပထမတစ်ခေါက်တုန်းကလို့ဘယ်လိုလုပ်ရမယ်ဘာညာလုပ်ရမယ်မပါဘူးလားဟဲ့အဲဟိမဖုန်ဖတ်ရင်ပဲဒါများဟဲ့ကို့ဘာသာအိမ်မှာဖုန်ဖတ်ရင်လေကြီးရတာနဲ့မရဘူးဟဲ့သူပြောတဲ့တိုင်းတိကျကျလို့ရမှာတို့ချဘလူးရီမန်လင်မတီးပဲနဲ့ထူးကြတာတော့အမှန်ပဲဖြစ်နေပြီဒုတိယပြပိုင်းလွာကလွယ်လွယ်ကူကူနဲ့ဖုန်ဖတ်ရမရ အားထုတ်ပြီးပြွင့်လေဟာနင်းကလည်းမျိုးဟဲ့တို့ချဆုပ်ပြသွားလိမ့်မယ်ခဏလောက်ဆုံးကြည့်လိုက်ဦးမယ်ဘာကိုဆုံးကြည့်ရမှာလဲမသိနောင်ချူကတော့ဒီလိုကြောက်เสียကောင်းတော့နေရာကြီးမှာတစ်စက္ကန့်လေးများမှဆက်မနေလို့တော့သူတို့အားဒီလိုခြောက်ချောက်ပွင့်နေရာကြီးတမင်ရွေးလွတ်တော့ ပူပရဝိုက်ပေးလိုက်သည့်အဖိုးကြီးကိုပဲစိတ်ထဲကကြိတ်ကချိန်ဆနေမိသည်။ကိုစင်မပင်ခြေတံတစ်ချက်ချက်ကိုတူတူကြားရလေခြင်းဖြစ်လေ။အတန်ကအိမ်နောက်ဖက်စီမှလာခြင်းဖြစ်သည်။ခုနကဂျူးရမီထိုအနောက်ဘက်ကိုခေါင်းနိုင်ထွန်းသွားတော့ကနောင်ချိုတတိထားမိလိုက်သည်။ပစ္စည်းအပျက်စီးများသာစုပုံထားသောနေရာလိုလိုပါပဲ။အခုဒီနေရာကလန့်ကြည့်လိုက်သည်ပင် ကလေးချိုးပြက်လိုလိုတစ်ခုကိုတစွန်းတစတွေးလိုက်သေးသည်။နင်းအနောက်ဘက်ကိုမိသွားထွန်းတော့ကဘာတွေ့လဲ။နေစီဟောင်းအဆုံမီပုံထားတဲ့နေရာလိုပါပဲ။ဘာမှမထူးကြပါဘူး။ဒါလို့လေ။ဘောင်ချိုးအကြောင်းရင်းကိုဖြည့်စရာမလိုတော့ခြေတံတစ်ဆက်ဆက်ကထောက်မှန်ယူထပ်ပေါ်လာခြင်းကြောင့်ဖြစ်နေသည်။ဘူးကြမင်းနဲ့သူတယောက်မျက်နှာတယောက်လမ်းကြည့်မိကြသည်။ ခုတော့အတော်ထူးနေပြီဒီပစ္စည်းအပျက်စီးပုံတွေလောက်ပါဗျာတဆုံတယောက်ကပုံးကွယ်နေပြီရှာဤနေရင်သားကပင်လမ်းမြင်နေရသောအပျက်စီးပုံကြီးကလှူရှားလာသလိုထင်မိသည် မျက်စိကိုအဆောင်းကုန်ဖွင့်ကာထား၏နားကိုလည်းအတန်တက်တက်လေးများမလွတ်စေအောင်အာရုံစိုက်ထားသည်လောလောဆယ်ခြေတံတော့ထပ်မကြရတော့သို့တော်အိမ်နောက်ဘက်တွင်ထွန်းထားသောဖျောင်းနိုင်မိကဖြက်ကနေရင်းသွားလေသည် နောင်ချိုးသားမကဂျိုးစာမီပါတုံကနေဖြစ်၍သွားသည်ကိုတွေ့လိုက်မိသည်တိုင်းတလူရှားနေသောရင်အုံကလေးကစိတ်လူရှားတုံးလူချင်းကိုဖောက်ရွေးနေလေသည်အချိန်ကြိုက်ပင်ခြေတံတစ်ဆက်ဆက်ကပြန်ရွေ့ပေါ်လာလေသည် ီတခါတော့အရင်ခောက်ကလေးလိုဖြက်ကနေပေါ်လာပြီးဖြက်ကနေရက်သွားတာမျိုးမဟုတ်တော့တစုံတယောက်လျှောက်လန်းလာသလိုပဲတရွေ့ရွေ့နဲ့မီးရွေ့နီးရွေ့ကြားရလေတော့ဒီဘသူဘသူလဲလူကြမေကလန့်ရီအော်မေးလေသည်ပြန်ဖြေတံကိုမကြားရခြေတံတစ်ချက်ချက်ကတော့ထောက်ပေါ်နေစေဘာကနေသူတို့မျက်မှောက်တို့ရောက်ချလာလိမ့်မလား အလူမာနီဖြစ်နေတယ်။နောက်ချို့ဖို့အရင်ကကြောက်ရွံ့ခြင်းဆိုဒီကိုဒီအမြမခံစားခဲ့ဘူးပါ။အခုတော့နှလုံးသားတစ်ခုလုံးအားဖြစ်စီဖြစ်နေထားသည်နဲ့နေရခလွန်းလာပါသည်။ခြေတံတစ်ချက်ချက်ကမယံမနာလာနေစေ။စိတ်ဤတုံလုံးမှုကိုမခံမရနိုင်တော့သည်နဲ့ တောင်ချိုလှောင်အောင်မေးလိုက်လေတော့ဒီဘူးလဲဗျငါနောက်မင်းနဲ့ဗျာလူဆိုရင်လဲအတန်လေးပါလေပြူစမ်းပါအောင်ဗျာကြည်တန်ရှင်ကအတန်တော့မပြူပါလေသို့တော်ရှင်းစီမှာတုံ့မြတ်မှုလေလားမသိကျုံလိုက်ရသည်ကဧကန်းနဲ့မှဖျောင်းနိုင်များညင်းသွားခြင်းပင်ဖြစ်လေသည်ဒီတိုက်ဒီလည်းမဟုတ်ပဲနဲ့ ဖြက်ကနဲ့ဂျိုင်းဒူးလူလိုငင်းကြသွားသည်ကအတော်ထူးဆန်းပွဲကောင်းလာသည်ညာဘက်အစွန်းနားမှာထွန်းထားသောဖျောင်းနိုင်လေးတိုင်းသားပင်ချက်ချင်းငင်းမသွားသေးပဲငင်းလူငင်းကတလွတ်လွတ်တွန်းတွန်းရှိလေသည်နောက်သူအပြေးလွှာထိုနေရာကိုသွားသည်ဒီတိုက်ရာကိုကာကွယ်သလိုဖျောင်းနိုင်လေးအားလက်ကုပ်ကလေးနဲ့ဘေးမှအုပ်ရိပ်ကာကွယ်သည်သို့တော်မမီလိုက်တော့ဖျောင်းနိုင်မီတော်လေးကပြီးသွားခဲ့လေပြီ အင်းဟန်ကူလိုအမောင်တိကြတာဒီရင်းနေအငယ်ရင်တို့ကတလင်းလေးတက်လာလေတော့ကြီးခုနကမှဘာပဲဖြစ်ဖြစ်ကိုကူကိုအားတင်းနိုင်သေးသည်မိချစ်ချစ်လေးမြင်မြန်လုံးဆက်မှာကျိုးကြမေကိုလှန့်ကပြောဤပြောတန်ကိုကငိုတန်တဝဲရောနေသည်ဟုထင်ရသည်ကျိုးကြမေကလည်းအလင်းမြန်ပြီးကြည့်ချပုံရပါသည်မမြင်တော့လဲကိုလက်လှူရှာတာများကြားရဤဟာဘွားရီ အာဘာလို့လဲမိချူလေးအခုနကမှအနောက်ဘက်မှာဘခရနုံကခြိုင်နေပြီအဲ့ဒါငါကိုရမိချူလေးကျူးကြမီအကူကဆုံးသွားဒီမှာကြာဒီဖြစ်နေသည်ဒီမှာကဒီမှာကိုကိုအလွန်ချစ်သည်ဒါဆိုအဲ့မိချူလေးကပျောက်သွားလို့မဖြစ်ဘူးပေါ့ငါသွားယူပေးမယ်ဟာချစ်ပါမလားရဲ့ အားကြောင့်ထိုသူမိရကြောင့်နှစ်ယောက်လုံးကနားလည်ကြသည်။နောက်ဖက်နှင့်အေကန်မဝေးလာတော့အကွာဝေးဖြစ်တော်လဲ။သွားရန်ခတ်เสียရအကြောင်းကရှိနေသည်ကို ရပါတယ်ဟာ။သူ့ရိုးစကားပင်အရှိသားမဟုတ်လား။မရဲတော်လဲပြီးခဲ့စီတဲ့။အခုတော့ခြေတံတစ်ချက်ချက်ကပြန်ငြိမ်သွားလေပြီ။ဖျောင်းနိုင်တွေပြီးကျိကိစ္စတွေနဲ့သူတို့ရှုပ်နေကြသဖြင့်ဘယ်အချိန်ကငြိမ်သွားမှန်းတော့မသိလိုက်တော့ခြေတံထွက်မလာတော့တာပဲလား။ အနာရောက်လာလို့များငြိမ်သွားတာပဲလားအနာမလမကန်းတွင်ရောက်နေပြီသူတို့အားတစ်ခုခုအန္တရာယ်ပြုလိုက်မှဖြင့် မောင်ချိုဆက်မတွေ့ရလေတော့ရင်လဲဒီမှာနေခဲ့တော့နဲ့ငါနေလိုက်ခဲ့ဘူးကြမီတယောက်ထဲရှေ့မှာထားခဲ့ဖို့လဲစိတ်မချနိုင်ဒီမို့ခေါ်သွားရခြင်းဖြစ်လေသည်သူမကတော့ကြောက်လို့ပါခေါ်တယ်ဟုထင်သွားလိမ့်မလားမသိအခုလိုချိန်မှာရီရီရာရာရှင်းပြဖို့အချိန်မအားဂျိုးကြမီကလည်းနာခံစွာပင်အတူလိုက်လာလေသည် နောက်ဘက်သို့နှစ်ယောက်သားတကြီးကြီးလာခဲ့သည်တလန်ပြီးတလန်နောက်တလန်နောက်တလန် အဲကမ်းမှာနောက်ပြီးသူခကြီးမှာဝေးကွာလွန်းလာစီသည် တလန်းပြီး ခြေတလန်းပြီးနောက်တလန်းရွေးဖို့ပင်အတော်ကြီးအားထုတ်နေရ၏ ိုအသက်ရှူတံကိုပဲပြန်ချနေရသည်ဒါနောက်ဆုံးအသက်ရှူခြင်းများဖြစ်လေမလားပြင်းမင်းစီတို့အေးအေးယူသွားနေသည်ပမာခံစားနေရသည်အနောက်ဘက်သို့ရောက်လာတော့အခါအပြည့်စီပုံဘက်သို့မကြည့်ရအောင်ပဲဖြစ်နေသည်ကိုပုံထဲမှတစုံတရာကဖြုံးကနေထလာတော့မဲ့ပမာစိတ်ချောက်ချနေမိသည်အေးတဲ့မိကြီးကလည်းရှာလို့မရအောင် ဖြစ်နေလေတော့သည် နင်းပမာထားမိတာတော့မှတ်မိလားအဲဒီနာမှာပဲဖျော ောင်းနဲ့ထွန်းတာရစီမစင်ဂလိရှိရဲ့ရီဇလီနာမှာဟာရာအဲ့လိုနေဒီမို့မမယဉ်ယဉ်ဖြစ်နေလေတော့ဒီတော်ကြလေးမှပဲရှာလို့တွေ့ဤကျော်ဒီမှာမဟုတ်လားမိမိချက်လိုချင်တာကိုရှာတွေ့ပြီးချင်းမှပဲသူတို့ဒီနေရာကအမြန်ဆုံးထွက်သွားရအောင်ပြင်ဤနားကအခုမှရဲရဲတင်းတင်းနားဆုံမိဤခြေထံတစ်ချက်ချက်ကိုထပ်မကြရတော်သေးရပေါ့ဘာမှမဖြစ်လိုက်လို့အပြင်တစ်ချက်ချပြီးချိုးကြမိကိုခေါ်ဤအာပြန်ရအောင် ခုချင်းမှာပဲလုံးဝမထင်မှတ်ထားသောကိစ္စတစ်ခုပေါ်ပေါက်ခဲ့လေတော့သည်။နောက်ထပ်ပခုံးပေါ်သို့လက်တစ်ဖက်ကျရောက်လာခြင်းပဲဖြစ်သည်။ဘက်ကပျော်စီစီအေးအေးကြီးပခုံးပေါ်ထိတွေ့လိုက်သည့်အခါပင်ဘလူကြီးခံစားလိုက်ရမှမသိ။စက္ကန့်နဲ့တုံသွားသည်။အလိုလျောက်အသည့်စိတ်ကချက်ချင်းလုံစော်၏။ပြေးချိုးကြမေးအပြင်ကိုညံဆုံးရောက်အောင်ပြေးပြောလဲပြောကိုယ်တိုင်လဲပြီးရတော်သည်ဘာဆိုဘာမှမစင်စားနိုင်တော့ ောက်ကိုလည်းလှည့်မကြည့်ဝန်းတော့အိမ်ပြင်အတော်ဝေးရောက်လေမှအမောပြေကြရင်စကားပြောနိုင်ကြလေတော့ဒီနောင်ချိုကကျိုးကြမီကိုတောင်းပန်သည်နောက်ကိုဒီလူနေရာတွေမလာပါနဲ့တော့ဟဲ့အီဗာအီလိုပေလောင်ထားတဲ့နေရာတွေကိုဘယ်တော့မှမတော်တော့ပါဘူးအိမ်မလောင်ထားလဲတောင်းမီဆိုသည့်သဘော ကောင်းမှလွန်တော့ကောင်းမှလေးကိုစိတ်ပြက်လက်ပြက်စိုက်ကြည့်ရင်နောက်ချို့ပါမှပဲမပြောလေတော့အခုမှကျိုးကြမိကိုမေးကြည့်မိသည်အထဲမှာတော့ကငါပခုံးကိုနှင်ကိုင်းလိုက်သေးတာရင်ကျိုးကြမိအတွင်ကဝေခွင့်မရဟန်ဘာလို့မိရလဲမမိရတာဖြေစမ်းပါမသိဘူးလေမာလေအရင်လာနေတော့ ဘာလို့လို့လုံးမိမှန်းတော့မသိပါဘူးဟဲ့ပြေပုံကိုနောက်ချုံမကြည့်လဲနိုင်ပါ တခုခုကိုဖုံးခွဲထားသလိုပဲချိုးကြမီလက်ကိုဆွဲယူကန်ကြည့်လိုက်မိသည်တလောက်မအေးဘူးဟုတော့ထင်တာပါပဲခုနကအရန်ကိုတုံးလုံးမိလို့ထိုကဲ့သို့ထင်မိတာလားမပြောတတ်ပါ မြင်သာသောထူးခြားရာတစ်ခုကရှိပါလေသည်။အင်ပြင်ရောက်လာသည့်နှင့်အစောပိုင်းကဖွင့်ရကခဲနေသောပရပိုက်ဒုတိယလွာကလွယ်ကူစွာပွင့်လာခြင်းကြောင့်ဖြစ်သည်။ ဒုတိယပရပိုင်းမှာပေါ်လာတဲ့စာတွေကဘာတွေဖြစ်မလဲဆိုတာအားလုံးသိကြကြလိမ့်မယ်လို့ထင်ပါတယ်။ဒုတိယပရပိုင်းပါ20အဆင့်ဒီတစ်ခါမှာတော့ပူဇာရှင်ရဲ့ရုပ်ပုံကခေါင်းပိုင်းကိုရွေးဆွဲပေါ်ထုတ်ဖို့ဖြစ်ပါတယ်။အဲ့ဒီတွေ့ချက်ဖို့အတွက်မတ်စင်တမိမိငယ်နေမြေစလုံးတွေကိုစားပြုခဏန်းတွေအားလုံးပေါင်းခြင်းမတ်စင်နဲ့မိမိနှလုံးသားနံပါတ်အမတ်စင်တော့ မိမိနှလုံးလမ်းကြောင်းရဲ့အရှိတို့ပါပဲအမတ်စဉ်နှစ်နဲ့အမတ်စဉ်သုံးတို့ဟာရှိပြီးတော့မှတော့တွင်နည်းနဲ့အတူတူပါပဲမတည်သေးရင်ရှိပြီးတော့အပိုင်းလေးမှာသွားကြည့်နိုင်ပါတယ်အမတ်စဉ်တဲ့အတွက်တခုတည်းကြွားချသွားတာတော့ရှိတုံးကလို့နာမည်စလုံးတွေရဲ့ကဏ္ဍတွေပေါင်းရမှာမဟုတ်ပဲငဲနာမည်စလုံးတွေကဏ္ဍကို ပေါင်းရမှာဖြစ်ပါတယ်ချို့ကတော့ငဲနာမည်မရှိတတ်ကြပါဘူးတကယ်တော့ငဲနာမည်ဆိုတာ လူအများစုကကိုကိုအပြားစုခေါ်လေးရှိတဲ့နာမည်မျိုးကိုခေါ်တာဖြစ်ပါတယ်။တနည်းပြောရရင်ငယ်နမီထက်အများသုံးနမီဆိုတဲ့စကားကပုံပုံမှန်နေမယ်ထင်ပါတယ်။ဒါဟာကိုကိုကိုပေးထားတဲ့နာမည်ထက်အများကကိုကိုကိမ်မွန်းတော့ခေါ်တဲ့အနန္တသဘောဖြစ်နေတတ်ပါတယ်။ဥပမာဝန်းလုံဦးကိုဝန်းဝန်းလို့ခေါ်ကြတာမျိုး၊စမ်းမွန်အောင်ကိုစန်းစန်းလို့ခေါ်ကြတာမျိုးတချို့လဲနာမည်ရင်းနဲ့ဘာမှမဆိုင်တဲ့ငယ်နေမီတွေရှိနေတတ်တယ်။ ဥပမာဝကြီးကလမဖူတာတာကြီးစသည်ဖြင့်ပေါ့ဇာယီသူရဲ့ကလောင်နာမည်ဟာတတကျော်စွာဆိုပေမဲ့အများစုကကိုကျော်စွာလို့ခေါ်ကြတယ်။ဒါကြောင့်ဒီနေရာမှာဇာယီသူလို့ဆိုရင်ကျုပ်ကိုကျော်စွာဆိုတဲ့နာမည်စလုံးကိုပေါင်းရမှာပေါ့။လုံးဝအပြားစွန့်မခေါ်ခံရပဲနာမည်ရင်းနိုင်ကြီးအတိအကျခေါ်ခံရရင်တော့လေနာမည်ရင်းနိုင်ပဲတွေ့ရမှာပေါ့။ ဒီလိုငယ်နေမိတွေကိုအင်္ဂလိပ်လိုစက်လုံးဘယ်လိုပေါင်းရမလဲဆိုတာတော့ကိုပေါင်းခြင်းလိုပေါင်းပါကိုကြုံတွေ့ရမယ်ကိုရဲ့ကံကြမ္မာဟာကိုရွေးချယ်တဲ့အတိုင်းဖြစ်မှာပါနာမည်ပါစက်လုံးတွေလိုက်ကင်ကနန်းတွေကိုရှေ့ပြီးတော့မှာပြောပြထားပြီးသားမို့ဒီသေးရင်ရှေ့ပြီးတော့မှာတွားကြည့်နိုင်ပါတယ်ပြီးတော့အမတ်စင်တအမတ်စင်နဲ့အမတ်စင်၃ကရလာတဲ့ကဏ္ဍ၃ခုလုံးကိုတစ်လုံးနဲ့ဖြစ်သွားအောင်တစ်ခါထပ်ပေါင်းရမှာဖြစ်ပါတယ် ပြီးရင်သုံးနယ်ပဲစားရမယ်။ရလာတဲ့အကျွမ်းကလိုအပ်တဲ့နောက်ဆုံးအနံပါပဲ။ဒါပေမဲ့ရှေ့မှာတော့အတွင်းင်းနဲ့တစ်ခုခါချသွားတာကဒီနေရာမှာအကျွမ်း0ကိုတုံညာလိုပဲမှတ်ယူရမှာဖြစ်ပါတယ်။နောက်ဆုံးရလာတဲ့ကဏ္ဍဟာကျူးပင့်မြင့်နဲ့အသေးပုံရဲ့အလဲကောင်တက်တက်ကဂျိုင်းလေးနဲ့ထိဆက်နေရမှာအကူကမှတ်ထားတဲ့အမှတ်လေးရဲ့အပေါ်ကပေါင်းပြီးမှတ်ဖို့ပါပဲ။ဥပမာအကျွမ်းနစ်ဆိုရင် ငါကိုအမတ်ထက်နှစ်စိတ်กว่าတဲ့နေရာမှာအမတ်သားလေးလှုပ်ရမှာပါအကျွန်းကသုံးညဆိုရင်တော့ငါကိုမှတ်သားထားတဲ့နေရာအတိုင်းမှတ်ရမှာဖြစ်ပါတယ်ပြီးတော့အခုမှတ်တဲ့အမတ်တိကနေအသေးနှလုံးပေးနေရာတစ်ချက်ကိုမြင်ကွေးပြီးပြီးလေးဆွဲချလိုက်မယ်ဒါဖူးစာရှင်ရဲ့ဥကောင်းပုံပေါ်ထုတ်တာပါပဲမြင်သာသောအောင်နမူနာပုံတွေဆွဲပြပါမယ်နမူနာပုံအသီးသီးမှာတပါတဲ့အချောပုံတွေလည်းပါပါတယ် အကျွန်းစီရိုဟိနမူနာပုံအကျွန်းတေးနမူနာပုံအကျွန်းနေနမူနာပုံလို့ပါပဲအခုဒီဗီဒီယိုကြည့်နေရသူရောဒီနီလန်းတွေကို တွေ့ကြည့်ပြီးပြီလားဒါမှမဟုတ်နောက်ထပ်တတိယပရပိုင်းမှာပါတဲ့အကြောင်းအရာတွေကဘာတွေဖြစ်မလဲဆိုတာစောင့်မျှော်နေတာလားကိုမမတစ်ချက်ရေးသွားခဲ့လို့ရပါတယ်တတိယပရိုက်ကိုတော့နောက်ပြီးတော့အပိုင်း6မှာပြောပြသွားမှာဖြစ်ပါတယ် ခုလိုစိတ်ဝင်စားချက်ကောင်းတဲ့ဗီဒီယိုတွေကိုအဆက်မပြတ်တင်သွားပြီးမှမို့ channel လေးကို subscribe လုပ်ရသေးရင်လုပ်ခဲ့ပြီးဖို့တောင်းဆိုပါတယ်နောက်ထပ်ဗီဒီယိုအပိုင်း6မှာ ပြန်တွေ့ကြမယ်